အရှိအပိုင်းကဖြစ်စင်တဲ့အပြီးမှာကလင်တော်ကိုပြောင်းသွားတဲ့တော်ရံမျိုးနွယ်တွေအကြောင်းပြောရမယ်သူတို့ကအာရှာမန်တွေများတယ်ပေါ့နော်ဝေါင်းမာဆိုတာကအာရှာမန်တွေစော့ဖို့အာစော့ဘူးတဲ့လူတွေဆိုလို့ရှိရင်သိကြမှာပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကဒီရှိပီးသားဟိုဓာတ်တွေရနေမှာ elements ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အာရေမြေအာလေမီစသည်ပြင်ပေါ့နော်အဲ့ဒီ elements တွေကနေ power ကိုဆွဲယူတာပေါ့နော်ဆိုတော့ human kingdom တွေဘာတွေပေါ်လာပြီးနှစ်ပေါင်း100အတွင်းလောက်မှာ add element တွေနဲ့ဘာညာလုံရင်းနဲ့ပေါ့နော် torrent shaman တွေကဒီ princess terra dress ကိုတွားပြီးနှိုးဆွမိတယ်ပေါ့နော်သူကတော့ earth elemental တွေထဲမှာအင်အားကြီးရယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကဒီ elemental law ဖြစ်တဲ့ terrazine ပေါ့နော် terrazine ရဲ့သမီးတော်တယောက်ဖြစ်လို့ပဲပေါ့နော်ဆိုတော့ဟိုသူ့ကြောင့်အဲ့ data ပဲထွက်လဲထွက်လာပေါ့မယ်ဆိုလို့ရှိရင် ecology ကတမျိုးဖြစ်သွားပြီးတော့ပေါ့နော်ကြောင်းလင်းမှုတွေအရင်ဖြစ်သွားပြီးတော့ဟို desolate ဆိုခေါ်တဲ့နေရာမျိုးဖြစ်သွားပြီးတော့ဗျာအဲ့ဒီမှာဒီရေရှည်မှာတော့ scenarios ရဲ့သားတယောက်ဖြစ်တဲ့ zeta လို့ခေါ်တဲ့တကောင်နဲ့ကြိုက်မိတယ်ပေါ့နော်ဘာလို့ကြိုက်လဲတော့မသိဘူးဒါပေမဲ့노ကြီးတယ်ဆိုတော့노ကြီးတယ်ကြိုက်လို့ဖြစ်ဖြစ်မှာပေါ့နော် anyway သူတို့ ကြိုက်သွားပြီးတော့သူတို့နှစ်ယောက်ကထွက်လာတဲ့မျိုးနွယ်တွေမှာအဓိကစန်တော်တွေထွက်လာပါတော့စန်တော်မျိုးနွယ်တွေကဟိုထွက်လာတော့ဗျာဖြစ်ပြီးတော့ဒီ torrent တွေနဲ့အမြဲပဲဟိုပုတ်တိုက်မှုရှိပြီးတော့ torrent တွေနဲ့ဒီစန်တော်တွေနဲ့ဆိုတော့အမြဲတမ်းဟိုထာဝရရန်သူတွေလိုမျိုးဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ကနေပြီးတော့ zeta တိတ်လဲတိတ်ရော traders ကသူ့ယောက်ျားကိုမြေမြုပ်ပေးတဲ့နေရာက marauder လို့ခေါ်ပြီးတော့ဒီ world of warcraft classic dungeon တွေထဲမှာတော်တော်လေးကိုကြီးတဲ့ dungeon ဖြစ်ပြီးတော့ အပေါက်3-4ခုကနေပြီးတော့ဝင်ရတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင် dungeon 3-4ခုဆက်ထား dungeon အကြီးစားလိုမျိုးပေါ့နော်โอเคအဲ့ဒီဖြစ်စဉ်တွေကနေနောက်နှစ်100အကြာလောက်မှာ the war of the shifting sand ဆိုတာဖြစ်တဲ့မမိကြသေးလားတော့မသိဘူးကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဟိုးရင်တုန်းက throw တွေကနေပြီးဘူးမသိဘာမသိနဲ့တွားပြီးတော့နှိုးမိနဲ့ကထရက်စီကောင်ကြီးကိုစစ်ကူတိုက်ပေးတဲ့အကောင်နေပေါ့နော်အခိရာကြီးလို့ခေါ်တယ်အခိရာကြီးပိုးကောင်တွေမျိုးနယ်တွေ ကားပေါ့နော်သူတို့ကသူတို့မန်ဆိုလို့ကြီးနေနေတာလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အရှိပိုင်းတော့လည်းပြောခဲ့တယ်ပေါ့နော်အဲဆိုတော့ဂျိုပေါ်ကိုပတ်ပြီးရနေရာအသီးသီးမှာဒီ wall tree ကို light site တဲ့ astro ရဲ့ fender stack hand ပေါ့နော်သူအဲ့ကောင်ကလည်းအဲ့နေရာဒေတာကိုယောက်လာပါလဲဆိုတော့ဒီ o god တကောင်ရဲ့ influence ရှိနေလို့ပဲပေါ့နော်တော်တော် selector ဆိုတဲ့နေရာကိုဟိုယောက်လာပြီးဘာညာလို့တော့ပြအဲ့မှာဒီ kiraji နဲ့စစ်ဖြစ်ကြတယ်ပေါ့နော်ဆိုတော့ kiraji ရဲ့အနောက်ကနေပြီးတော့ support ပေးနေ o god ကကတုံးလို့ခေါ်တယ် ကတုံးတို့ကအမှန်တရားချင်းထောင်တဲကနေလွတ်လာတာဆိုမလွတ်လာဘူးပေါ့နော်ဒါပေမဲ့ထောင်တဲကနေပဲချုပ်မိသေးတယ်သို့တော့ဒီဖြစ်စဉ်နဲ့အမျိုးမျိုးအကြောင်းပေါ့နော်အားပိုရှိတော့အမ်ကတုံးကသူ့ရဲ့ avatar လိုမျိုးကိုတောင်ကောင်လို့သူ့ရဲ့ကိုစားသဘောမျိုးနဲ့သူ့ရဲ့ဒီဇိုင်းပိုင်းတစ်ခုကိုတော့မှဒီ kiraji တွေကိုအဲလွတ်ထားပေးတယ်ပေါ့နော်ဆိုတော့ kiraji တွေကသူတို့မျိုးတော်ရဲ့အောက်ထဲမှာအဲ့ဒီကတုံးကိုထားတာပြီးတော့ဒီအဓိကဖြစ်ဖြစ်တာတော့ night elf တွေနဲ့ဖြစ်ဖြစ်တာပေါ့နော် ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီအာကီရာဂျီတွေရှိတဲ့အရန်တော့မဝေးဘူးနီးရလွန်ပြောလို့ရပါတော့အဲ့ဒီနားမှာ Bronze Dragon Flight တို့တဲ့အရေးပါတဲ့ Cavernous of Time ဆိုတာရှိတယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီ Azeroth ကအရေးကြီးဖြစ်စဉ် event တွေကိုအချိန်ခီးသွားလို့ရတဲ့နေရာပြောမယ်ဆိုလို့ရှိရင် time stream တွေကပေါ့နော်ဒီအချိန်ဆိုတဲ့အင်အားက flow ဖြစ်နေတော့သူစဉ်းစားနေတယ်ဆိုလို့ရှိရင်အဲ့ဒီစဉ်းစားမှုတွေက Cavernous of Time မှာလာပြီးတော့စုံကြတယ်လို့ပြောရမှာပေါ့နော်အဲစုံကြတယ်ဆိုတော့အဲ့ဒီနေရာတွေက ပြောမယ်ဆိုလို့ချင်းအချိန်ခီးသွားဖို့လို့ပါဘူးအချိန်နဲ့ပတ်သက်လာ Nexus တခုလိုမျိုးဘ ਹੁ ပြူတဲ့ဘ ਹੁ တနေရာလိုမျိုးဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကို Kiraji တွေကလည်းစပြီးတော့ထိခိုက်လာလို့ Bronze Dragon Flight တွေကလည်းပါလာတယ်ပေါ့နော်ဆိုတော့အစက Bronze Dragon Flight က Night Elf တွေကူညီတော့သူတို့ပြန်နိုင်နေပြီမှဗျာဘာမှဖြစ်လဲဆိုတော့ Fandral Second ရဲ့သားကဖမ်းခံရပြီးတော့သူ့အဖေရှစ်မာနေကွက်မြက်ခံရတော့အဲ Fandral ကတော်တော်လေးကိုစိတ်ထိတွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဖြစ်စဉ်ကနေစပြီးတော့ Fandral ကသူ့ရဲ့ Dark Side ဘက်ကို ဟိုတဖြည်းဖြည်းတဖြည်းဖြည်းပို့ပြီးလိုက်တော့တာတယ်ဗောနော်ကျွန်တော်တို့ဒီ World of Warcraft Dawn Shadow Story မှာမြင်မယ်ဆိုတော့ကျွန်တော် Anyway ဟိုကြာလာတော့ဗျာခီရာဂျီတွေကပြောမှဆိုရင်သူတို့တွေကဟိုမျိုးတွေကနေသူတို့အင်အားတွေသူတို့တက်ဖွဲ့တွေမပြီးစုံနိုင်တဲ့ပုံစံမျိုး Dawn Shadow Dawn Shadow Dawn Shadow ထွက်လာတော့ဗျာ Traditional ပုံစံနဲ့အဲ့ကောင်တွေမတက်နိုင်ဘူးဆိုလို့ရှိရင်ပိတ်ထားလိုက်မယ်ဆိုပြီးတော့ဒီ Ankyras ဆိုတဲ့ဒီသူတို့ရဲ့မျိုးကြီးတွေမှာဗောနော် နိုင်အဖက်က drew တယ်နောက်ပြီးတော့ brunswick ကို fly ရဲ့ဒီ time magic တွေပါညာတယ်သုံးပြီးတော့အဲ့ဒီကောင်နဲ့အမျိုးကြီးတွေမှာပိတ်လိုက်နိုင်တယ်ပေါ့နော်ဆိုတော့ပိတ်လိုက်နိုင်ပြီးတော့နောက်မှဒီပြဿနာကိုဖြေရှင်းမယ်ပေါ့နော်အဲ့ဒီ story နဲ့ပတ်သက်လို့ရှိရင်လည်းအာကျွန်တော်အချိန်တိန်အချိန်တိန်လို့ရှိရင်ကျွန်တော်ပြန်ပြောပြပေးမယ်ပေါ့နော်အဲ့ကနေ အဒီခေရဲ့ဒီ Transfer Council ရဲ့ Guardian ဖြစ်တဲ့ Adrian လို့ခေါ်တဲ့မိန်းမတစ်ယောက်ကိုကျွန်တော်ကြည့်ရမှာပေါ့နော်။သူကအကြောင်းမျိုးမျိုးကြောင့်သူ့ကို power တွေပေးတဲ့ council ကိုသူကမယုံတော့ဘူး။မယုံတော့ဆိုတော့ council ရဲ့ညွှန်ကြားချက်တွေကိုမလိုက်နာပဲဆိုတော့မှဆိုတဲ့နေရာမှာတတ်တတ်မှာသူကသွားနေတာပေါ့နော်။သူကသူတယောက်တည်းနေတယ်။ Adrian ကဟိုသူကကြိုက်တာလုပ်နေတယ်။အဲ့ဂျားထဲမှာပေါ့နော်။ဟို Burning Legion ရဲ့ Sagaras ကိုတိုင်းတော့မဟုတ်ပေမဲ့သူ့ရဲ့ avatar သူ့ရဲ့ design တစ်ပိုင်းလေးရှိတဲ့ပုံရိပ်ကို အစရပေါ်မှာရောက်လာတယ်ပေါ့နော်ရောက်လာတော့အမအဂျွင်းကလည်းတီးတော့အဂျွင်းက1 v 1ဆွဲတယ်1 v 1ဆွဲတော့အဂျွင်းကနိုင်တယ်ဆိုတော့အဂျွင်းကပေါ့နော်ဒီ Sagaras ရဲ့ဒီ avatar ကိုနှိမ့်နှိမ့်နိုင်လိုက်တယ်ဆိုပေမဲ့အဲ့ဒီအချိန်မှာသူအရင် mobile တဲ့အချိန်မှာပေါ့နော် Sagaras ကသူ့ရဲ့နောက်ဆုံး trick ကဘာလို့လဲလဲဆိုတော့လုံးဝသူ့ရဲ့ဟိုတေးသေးမြင့်မြင့်အစိအပိုင်းလေးကိုအဂျွင်းကိုတဲ့ကိုဝင်သွားတယ်ပေါ့နော်ဆိုတော့အရင်သေးမြင့်လို့အဂျွင်းကိုတိုင်လည်းမသိဘူးပေါ့နော်ဆိုတော့အဂျွင်းကအဲ့ဒီ avatar of Sagaras ကိုပေါ့နော် Surama ကျုံးပေါ်မှာသူကမြုပ်ခဲ့ပြီးတော့ သူမြုပ်ခဲ့တဲ့နေရာကဒီ Tumor Sagara ဆိုပြီးတော့နာမည်တွင်းလာတယ်ပေါ့နော်အဲ့ဒါနောက်အဲနောက်ပြီးတော့ကြာလို့ချင်းအေးပါလာလိမ့်မှာပေါ့နော် anyway သူအဲ့ဒီဆိုရမှာကနေပြီးတော့သူကထွက်သွားတယ်ပေါ့နော်ထွက်သွားပြီးတော့ Karazan လို့ခေါ်တဲ့တာဝါတစ်ခုကိုသူကတိဆောက်ပြီးတော့သူ့ရဲ့အထက်မြင့်တိုက်ပေါ့နော်တာဝါတစ်ခုတိဆောက်ပြီးသူအဲ့မှာပဲနေနေတာပေါ့နော်ဟိုအတိုင်းတာတစ်ခုအကြာတော့ဟိုကောင်စီကလည်းသူကဘမနေနေတာလဲဆိုတာကိုသူကရှာတွေ့သွားပြီးတော့ဟိုသူ့စီကနေပါဝါရန်ပြန်ယူဖို့တက်ဖွဲ့ဖွဲ့ဖွဲ့ပြီးတော့ agency ကနေဗျ power ပြန်ယူနိုင်တယ်ဗျာပြောပြောမယ်ဆိုလို့ရှိရင်ကျွန်တော် brand remind လောက်ရမယ်ဆိုလို့ရှိရင်ဒီ guardian of transport ဆိုတာကအဲ့ဒီ guardian ကိုရွေးချယ်ပြီးဆိုလို့ရှိရင် transport council ကအဲ့ဒီအင်အားကြီးတွေမှော့စရာတွေအကုန်လုံးကသူတို့ရဲ့ power ကိုတယောက်တည်းကိုထည့်ပြီးတော့အဲသူတို့ရဲ့ဘယ်လိုပြောမလဲ agent အနေနဲ့လောလောလောခိုင်းတာဗောနော်အဲ့လိုအဲ့လိုအထားဆိုတော့အဲ့ဒီ power ကိုသူကအဲသူတို့တွေပြန်ယူလိုက်တယ် ပြန်ယူလိုက်ပြီးတော့ Adrian ကကြတော့ဗျာအဲ့ဒီလိုမျိုး power အရင်မရှိတော့ဘူးဆိုပေမဲ့ပေါ့နော်သူ့မှာလက်ကျန်ရှိတဲ့ power ကိုထိမ်းပြီးတော့ Carazan ထဲမှာပဲသူ့ကိုသူပိတ်ထားပြီးတော့သူ့ကသူနေနေတာပေါ့နော်သူ့ကသူစိတ်ကောင်းပြီးတော့တသက်နေနေတာဒီမှာတစ်ခုကြားဖြတ်ပြောရမှာက Adrian ဒီဒီအခုနောက်တော့ကဒီ power တွေအကုန်ရှိတော့ဆို she is essentially immortal ပဲပေါ့နော်သူ့ရဲ့ arcane magic အရင်အင်အားညာတဲ့အတွက်ကြောင့်မလို့သူ့ကိုသူ power တွေထိမ်းပြီးတော့သူ့ရဲ့ခန္ဓာကိုနူးပြိုနေအောင်အသက်မကြီးလောက်အောင်သူထိန်းနိုင်နေပေါ့နော်အခုသူ့စီရဲ့ power တွေပြန်ယူလဲယူတော့သူက အဲပြောမယ်ဆိုလို့ရှိရင်တော့ immortal လို့မျိုးလုံးဝမသိမျိုးတော့မဟုတ် တော့ဘူးဆိုပေမဲ့ तू က तू သူ့မဲ့ချက် तू ထိမ့်ပြီးတော့သူ့ကို तू အသက်ရှင်အောင်လုပ်လို့ရတာပေါ့ဒါကြောင့်မလို့ तू ကနှစ်ပေါင်းရာနဲ့ကြီးတော်တော်ကြာတဲ့အထိ तू ကအသက်ဆက်ရှင်နေနေတာပေါ့နော်โอเคဆိုတော့အဲ့လိုတွေဖြစ်ပြီးတော့နှစ်ပေါင်း300အသွင်းမှာပေါ့နော် custom modern data အဓိကတော့ဒီ iron forge မျိုးပေါ့နော်အဲ့ဒီ data မှာအဲ့ဒီ kit ကဒီ dwarf ဘရင်တည်သွားပြီးတော့နောက်မှာပေါ့နော်အဲ့ dwarf clan နဲ့အဖွဲ့တွေက ပြောမှဆိုလို့ချင်းစကားများကြတယ်ဗျအချင်းချင်းကြတယ်ပြောလို့ဘယ်လောက်ထိများလဲဆိုတော့ဟိုထုံးလိုက်တိုင်း dwarf တွေကလည်းခေါင်းမာတယ်မျိုးနဲ့တယ်ဆိုတော့ဗျပြည်တွင်းစစ်ပွဲတွေအထိပါဖြစ်တယ်အဲ့ဒီစစ်ပွဲကို bronze b ရဲ့အဖွဲ့ကနိုင်သွားတယ်ဆိုတော့ဗျ channel clan တွေအကုန်က iron forge ကနေသူကထွက်သွားရတယ်ဗောနော်ဆိုတော့အဲ့ဒီထွက်သွားတဲ့ဒဲမှာ dark iron dwarf လို့ခေါ်တဲ့အဲ့ဒီအဖွဲ့ကဗောနော်ကျွန်တော်တို့နောက်ပိုင်းမှာဒီ black rock mountain လို့ထိလာရဗောနော်အဲ့ဒီ black rock တောင်ကြီးရှိမဲ့ဒေသကိုသူကအဲ့ဟိုပြေးွားပြီးတော့သူတို့ကအင်အားတွေပါမြို့ဘာညာဘာညာတိတ်ချပြန်ဆောက်ပြီးတော့အင်အားတွေတိဆောက်နေတယ်ဗောနော် ဟိုဖြစ်ရှင်တော့ဗျာဟို bronze beer တွေနဲ့ wild hammer clan ဆိုတဲ့နောက်တစ်ဖွဲ့ကပြန်ပြီးတော့တဲ့သွားပြီးတော့ die iron dwarf ကပဲပြဿနာရှာသေးတယ်ဆိုတော့ die iron dwarf ကိုသူတို့ကနှိမ်နှမယ်ဆိုပြီးတော့နှစ်ဖွဲ့ပေါင်းပြီးတော့အဲ့ကောင်တွေသွားထိုက်ခိုက်ဖို့သွားတယ်သွားတော့ die iron dwarf ရဲ့ခေါင်းဆောင် torison လို့ခေါ်တဲ့ခေါင်းကရွှေညံတော်စူးရှာပြီးတော့ဗောနော်အဲ့နှစ်ဖွဲ့လုံးကနိုင်မှုဆိုလို့ရှင်ဗောနော် fire element summon man ဆိုပြီးတော့ ဆက်မွန်လိုက်တာကမထင်မှတ်ပဲနဲ့ Fire Elemental တာမန်အင်အားကြီးတဲ့ကောင်တကောင်မျိုးပဲ Ragnaros the Fire Lord ကြီးကိုတိုင်က ရောက်ချလာတယ်ပေါ့နော်အဲ့ Ragnaros ကြီးကိုတိုင်ရောက်လာတော့ဟိုအုံတိုင်းအကြီးကျယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဝေးအနေကြီးတက်လာတဲ့ Dwarf တပ်ဖွဲ့ကတော့အဲ့ဒါကိုမြင်ပြီးတော့ချက်ချင်းပြန်ဖလှည့်ပြေးကြတယ်ပေါ့နော်ဆိုတော့ဟို Tourism ဘက်ကကြည့်မယ်ဆိုလို့ရင်အလုပ်ဖြစ်တယ်ပဲခေါ်ရမလားပေါ့နော်ဒါပေမဲ့ ဟိုဓာတ်အိုင်ယွန်တွေတိစောက်တာလည်းမြို့ရတယ်လစ်တယ်ပေါ့နော်ဟိုမီးတောင်ပေါက်တယ်လို့မျိုးတောင်တွေကလည်းထပေါက်ပြီးတော့ဘေးပတ်ပတ်လည်းဒေသတွေကလည်းဟိုသူ့ဟာနေသူ့အစားကလေးတောတောင်ပါညာရှိရာနေပြီးတော့ Searing Gorge လို့ခေါ်တဲ့နေရာရယ်ပြီးတော့ဟို Burning Steps လို့ခေါ်တဲ့နေရာရယ်ပေါ့နော်လုံးဝမီးလောင်ကိုကျွမ်းထားပြီးဘာမှမကျန်တော့တဲ့နေရာဒေသကြီးတစ်ခုလိုမျိုးဖြစ်သွားတယ်ပေါ့နော်ဓာတ်အိုင်ယွန် Dwarf တွေကလည်းဟို Fire Element ကြီးကို ဟိုထိန်းချုပ်ပြီးတော့သူတို့တပ်ဖွဲ့အတွက်သူတို့အတွက်အလုံးလုံးခိုင်းနိုင်မယ့်အစားပေါ့နော် Ragnaros ကြီးကိုယ်တိုင်ရောက်လာတော့ Fire Element တွေရဲ့ကြုံနေဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပဲအဲ့ကောင်တွေကဒီတီရှိတဲ့နေရာကပေါ့နော် Blackrock Mountain ဆိုပြီးတော့နာမည်ကြည်လိုက်ဖြစ်လာတယ်ပေါ့နော်ဆိုကျွန်တော်တို့ World of Warcraft ဆော့မယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကဒီ raid တွေက dungeon တွေက၅ခုတောင်စုပြီးရှိနေတဲ့နေရာပေါ့နော်ဆိုတော့ dungeon တွေ raid တွေကတော့တသက်ကျွန်တော်စိုက်တဲ့နေရာမရောက်လို့ကျွန်တော်ဆက်ပြီးရှင်းပြမယ်လောလောဆယ်နေနေတော့ ဒီ Dark Iron Dwarf တွေကတော့နှစ်ပေါင်း200ကျော်လောက်ကို Fire Elemental တွေရဲ့ဂျုံဖြစ်ပြီးတော့ Shadow Forge လို့ခေါ်တဲ့မြို့ကြီးကိုတောင်အောက်ထဲမှာပဲပေါ့နော်အဲ့ဒီမှာသူတို့ twin ပြီးတော့တီဆောက်ပြီးတော့သူတို့နေနေကြတာပေါ့နော်ဆိုတော့အဲ့ဒီ Shadow Forge ကိုကျွန်တော်တို့အာ grade လုပ်လို့ရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ Black Rock Depths လို့ခေါ်တဲ့ dungeon ဖြစ်လာတယ်ပေါ့နော် Okay အဲ့ကနေကျွန်တော်တို့ Warcraft 1မတိုင်ခင်ဖြစ်စင်ပေါ့နော်ဒီဟို Dark Border ဆိုတဲ့ဖြစ်စင်မရောက်ခင်မှာဟို Stormwind Kingdom ကအတော်လေးကိုအင်အားကြီးလာပြီလို့ပြောလို့ရအထူးသဖြင့်ပေါ့နော်သူတို့ရဲ့ Apología por lo que se ဟို Lauren King name နဲ့ရှင်မယ်ဆိုတော့ကျပို့ပြီးပုံမှန်လင်းလင်းမြင်မြင်တသာရှိတယ်ဗောနော်ဆိုတော့ဒီ humans တွေကလည်းဗောနော်ဒီနေရာ data အသေးသေးက humans တွေဘာညာတွေကလည်းဟို Stormwind ကိုလာပြီးတော့ပို့ပြီးတော့အခြေချနေရတာပိုကြိုက်တယ်လို့ပြောရမှာဗောနော်ဆိုတော့ဒီ Stormwind ကအင်အားပို့ပို့ကြီးလာတယ်ပြီးလာပြီးတော့ဟို human တွေဆိုလို့ပြကျွန်တော်တို့ဒီ Adrian အကြောင်းကိုကျွန်တော်ပြန်သွားရမှာဗောနော်သူမကအခုဒီအသက်ရှိသေးတယ်အသက်ရှိလာပြီးတော့အချိန်အတိုင်းအတာတစ်ခုကြာမှာ Medivh လို့ခေါ်တဲ့သားတစ်ယောက်ကိုမွေးတယ်ဗောနော် Medivh ဆိုတဲ့ကောင်တီးဗောနော် Wow Universe တစ်ခုလုံးမှာ ဒီအရန်အင်အားကြီးတဲ့ character တွေကိုပြပါဆိုလို့ရှိရင် medieval တေချာဘောပါလိုက်မယ်ပေါ့နော်ဒါပေမဲ့သူ့အမေတဲ့ဝင်သားတဲ့ဒီ Sagaras ရဲ့အစိပ်ပိုင်းတိတ်တိတ်လေးကပေါ့နော် medieval ကိုကိုဝင်ရတော့ medieval တွေဝင်သွားတယ်ဝင်သွားတော့ medieval မွေးလာတော့ဗျဒီဘယ်မှာဆိုလဲမွေးရပါကျိန်သာလိုမျိုးရှိသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကို ဒီသူ့အဖေရောသူ့အမေရောမသိဘူးပေါ့နော်မသိဘဲနဲ့ဒီမှာဆက်နေလာပြီးတော့မတိဖြစ်ဒီ16နှစ်မြောက်မွေးနေ့မှာပေါ့နော်အဲ့ဒီချိန်လာကြောင့်မတိဖြစ်ပါဝါတွေကမထိန်ချုပ်နိုင်မထပြီးတော့ဘုံကိုထပြီးတော့ uncontrollable ဖြစ်ထပေါက်တယ်လို့ပဲပြောအောင်ပါနော်ဆိုတော့အဲ့ဒီဖြစ်စဉ်ကြောင့်မတိဖြစ်ကိုယ်တိုင်က10နှစ်လောက်ကိုမာဝင်သွားပြီးတော့သူ့သူ့ဘေးနားမှာရှိတဲ့သူ့အဖေကလည်းမတိဖြစ်ကြောင့်ပေသွားတယ်ပေါ့နော်ကဲဆိုတော့မတိဖြစ်အကြောင်းကျွန်တော်ဆက်ပြီးတော့မပြောခင်ပါဘူးကျွန်တော်တို့ အဇရော့ဂျိုပေါ်ကနေခဏခွဲပြီးတော့ drainer လို့ခေါ်တဲ့ဂျိုအကြောင်းကိုကျွန်တော်ပြောမှာပေါ့နော်ဆိုတော့အဲ့ဒီ drainer လို့ခေါ်တဲ့ဂျိုကပြဒီကျွန်တော်ပြောခဲ့တဲ့ errorer တွေကို sagaras g ကပေါ့နော် corrupt လို့တော့ဒီ valenet အဖွဲ့ကထွက်ပြေးလာခဲ့ပြီးတော့ပေါ့နော်ဒီ agatha themoji ကအဲ့ဒီညမှာလာဆိုင်တယ်ပေါ့နော်ဂျိုတဂျိုရွေးပြီးတော့သူတို့အဲ့ညမှာလာပြီးတော့နေပြောင်းနေကြတာပေါ့နော်ဆိုတော့ drainer drainer သူတို့ကသူတို့ drainer လို့ခေါ်တဲ့ကျွန်တော် drainer လို့ဆိုပြီးနာမည်ပေးပြီးတော့နာမည်တွင်သွားတာပေါ့နော်โอเคဆိုတော့အဲ့ဒီ ထရိနာကပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဒရီ9တွေကတော့သူတို့ရဲ့ native မျိုးနွယ်တွေမဟုတ်သူတို့ကအချိုသားတွေပဲပေါ့နော်အာဂတာတွေကလာတာ okay ဒါပေမဲ့ native တွေမှာအင်အားကြီးဆုံးကဘာလဲဆိုတော့ aug မျိုးနွယ်တွေပေါ့နော် aug မျိုးနွယ်ရှိတယ် aug မျိုးနွယ်တွေကဗျာအစကတော့ဗျာဒီ aug နဲ့ drainer တွေကတော့အေးဆေးနေနေကြလို့ပြောလို့ရတယ်ပေါ့နော် aug တွေကလည်းပြောမယ်ဆိုလို့ကျသူတို့ကခေနောက်တော်တော်ကြတယ်ဆိုပေမဲ့လည်းဒီ aug တွေရဲ့ delay ထုံးစံအရာ သူတို့ကဘာလဲဆိုတော့ warrior culture ပေါ့နော်ဆိုတော့ဒီဂုံတိတ်ခါကိုအရင်တန်ဖိုးထားတဲ့မျိုးနွယ်လိုပဲပြောလို့ရမှာဆိုတော့အောက်တွေထဲမှာဂူဒန်းလို့ခေါ်တဲ့အပယ်ကန်အော်တကောင်ရှိတယ်။စာကေရာဆက်လက်ထောက်တယောက်ဖြစ်တဲ့ KJ Dan ကြီးကပေါ့နော်။ဒီတဖြည်းဖြည်းနဲ့ဒီကောင်တွေကဒီ Drainer တွေသူ့ရဲ့ဟို Velan သူ့တကယ်ချင်း Velan နဲ့ဟိုဟာဘယ်ရောက်သွားလဲဆိုပြီး Light Track နဲ့ Light Track နဲ့တော့နောက်ဆုံးတော့ဒီ Drainer Jobber ကိုရှာတွေ့သွား။ရှာတွေ့သွားတော့ KJ Dan ကဟုတ်ပြီ။ဟိုသူ့ရဲ့အထာအတိုင်းပေါ့နော်။လုံးဝဘုံတိုင်းကျဲပြီးတော့ဝင်ပြီးတော့ Invade လုပ်တာမျိုးမဟုတ်ဘဲနဲ့သူက လမဲကြီးအဖြစ်ပေါ့နော်ဖြစ်စဉ်တွေကို manipulate လုပ်လိုက်ရတဲ့သဘောကြတယ်မှာဆိုတော့ KJ တန်းနေပြီးတော့ပေါ့နော်အဲ Golden ဆိုတဲ့ကောင်ဖျားယောက်မြူဆွဲပြီးတော့ဒီ Fail Magic တုံးတဲ့ပထမဦးဆုံး Ogwa လောက်ဖြစ်လာတယ်ပေါ့နော် Golden ကဆိုတော့ Golden ကနေတစ်ဆင့် Nazu လို့ခေါ်တဲ့ဒီ Og တော်တော်များများ respect ထားတယ်ပေါ့နော် Og Shaman ကြီးကလည်းလှည့်စားခံရပြီးတော့ Og တွေနဲ့ Drainer တွေစစ်ပွဲဖြစ်အောင်စခဲ့တယ်ပေါ့နော်ဆိုတော့ Warcraft Universe မှာ Hot ဆိုတဲ့ဇာတ်အတုံးတုံးကဒီ Og တွေအခုစုပေါင်းတဲ့စစ်တပ်ကိုစပြီးခေါ်တယ် Ogish Hawk လို့ခေါ်တယ်ပေါ့နော်โอเค ဆိုတော့အဲ့ဒီ Orkish Hawk ရဲ့ပထမဆုံး War Chief ကကျတော့ Black Hand ဆိုတဲ့ကောင် War Chief ဖြစ်လာတယ်။ဆိုတော့စစ်ပွဲဖြစ်တော့ဗျာ။ဟို Drone 9တွေကတော့တိတ်တာပေါ့နော်။ဘာလဲဆိုတော့ဟိုအဖက်ဖက်ကကြည့်လို့ရှိရင်အများကြီးတာတယ်ပေါ့နော်။ဒီနီးပညာဘိုင်းရောဘာဘိုင်းညာဘိုင်းပေါ့နော်။ဆိုတော့အဲ့မှာ Golden နဲ့တစ်ဆင့်ပေါ့နော်။ Pit Lock ကောင်ကြီးဖြစ်တဲ့ Manorog ကြီးကိုခေါ်လိုက်ပြီးတော့အဲ့ကောင်ကြီးရဲ့သွေးကိုတောက်ကြတော့အောက်တကောင်ချင်းစီရင်အင်အားကတော်တော်လေးကြီးမားသွားပေမဲ့ သူတို့ရဲ့ဒီဂုံတိတ်ကဓလိထုံးစံဘာညာတွေကိုတဖြည်းဖြည်းမေ့သွားကြပြီးတော့ဟိုတွေးပဲအရန်ဆာလောင်နဲ့ကောင်းနေမှာ blood loss အရန်များတဲ့ကောင်းနေဖြစ်လာကြတယ်ပြီးတော့ fell match in အားကြောင့်လည်းအောက်တွေကရေပြားတွေအစင်းရောင်ကောင်းနေဖြစ်သွားတယ်ပေါ့နော်ဆိုတော့သူတို့ originally ဒီ green skin နေမဟုတ်ဘူးပေါ့နော်ကဲအဲ့ကနေ drainer တွေကတဖြည်းဖြည်းတဖြည်းဖြည်းရှုံးလာပြီးတော့ drainer ဆိုတဲ့ဂျိုကလည်းဗျာ ဟို family jig တွေ3333တွန်းတာများတော့ corruption ဖြစ်လာမှာဆိုတော့ octo ရလည်းအခုချိန်မှာဆိုလို့ရှိရင်မနော်ဘာမစလို့တတ်မယ်ဖြတ်မယ်ဆိုတာပဲအဲ့လိုမျိုး blood loss အများများနေတဲ့အကြောင်းမလို့ပေါ့နော်တချို့လုံးက corruption ပို့ဖြစ်လာပြီးရောဗျာဟိုဂျိုကြီးကပြတ်တယ်လို့ဖြစ်လာတော့ဟို banning league ရဲ့ခိုင်းစေမှုကပေါ့နော်တဆင့်ပေါ့နော် golden က azro joe ပေါ်ကတယောက်စီက contact ရတယ်ပေါ့နော်ဒါတော့ကျွန်တော်ဖြတ်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဒီစစ်ပွဲကိုစခဲ့တဲ့ no zoo ဆိုတဲ့အောက်ရှာမန်ကြီးကပေါ့နော်ဒီ ogne drainer စစ်ပွဲတွေပြင်းထန်နေတဲ့ကြားချိန်မှာပဲပေါ့နော် ဟိုပစ်လော့ကြီးမရောက်လာခင်နေရပေါ့နော်။ तू ကဟာနည်းနည်းတော့လွဲနေပြီပေါ့နော်။ကူလန်းကပဲငါတို့ငါတို့ play သွားတာလားဘာလားဆိုပြီးတော့ပေါ့နော်။ तू က तू က light ရှာကြည့်တော့ဟုတ်တယ် play ခံဆိုရိတ်မိသွား။ဒါမဲ့ကူလန်းကသူ့ကိုတစ်ဆက်ဖောက်ပြီးတော့ဟိုတတ်လိုက်တော့ဗျာ။နာဇူရဲ့ဝိညာဉ်ကဒီဝိညာဉ်ကို kill ဂျေရန်ကရသွားပြီးတော့သူ့နှစ်ပေါင်းများစွာချီအောင်တကယ်လုံးဝ puzzle ပတ်သက်နှိမ့်ဆက်တယ်ပေါ့နော်။နှိမ့်မနှိမ့်ဆက်တယ်ပေါ့နော်။အဲ့လို kill ဂျေရန်အောက်မှာနှိမ့်ဆက်ခံတဲ့နာဇူကြီးကလည်းနောက် story ရှေ့ဆက်သွားရင်အရေးပါလာလိမ့်မယ်ပေါ့နော်။ပရိသတ်တို့မှတ်ထားကြပါ Okay. Anyway ကျွန်တော်စတိုရီကိုပြန်သွားရမယ်ဆိုလို့ရှင်ပေါ့နော်ဂူလန်ကစီအဇရော့ဂျိုပေါ့နဲ့ချိန်မိတဲ့သူကတော့မဒီဖ်ကိုတိုင်းပဲပေါ့နော်ဆိုတော့ဟိုဒရေနာပေါ်မှာအဲ့လိုစစ်ပွဲတွေဘာညာဘာညာဖြစ်နေအချိန်မှာပေါ့နော်ဒီအဇရော့ပေါ်မှာလည်းမဒီဖ်ကဒီ storm wing က humans တွေနဲ့ဒီ grouper ရှိအဖွဲ့ဖြစ်တဲ့ troll တွေနဲ့ကဆက်ဖြစ်ကြတယ်ဆက်ဖြစ်တော့ mediv ကဝင်ကူလို့သာနိုင်သွားတယ်ပေါ့နော်ဒါပေမဲ့ mediv ကအစကတည်းကပြသူကအဲ့ချိန်ကသူရိတ်တော့ရိတ်မိနေဘာလဲဆိုတော့ငါအနေနဲ့ power ကိုအရန်တုံးလို့ရှိရင်လည်းငါအထက်က dark side ကပို့ပြီးအင်အားကြီးလာမယ်ဆိုပြီးတော့သူက ရိတ်တော့ရိတ်မိနေပြီပြီဒါကြောင့်မလို့သူကသူတတ်တတ်နေရလဲသူပါတယ်ပေါ့နော်ဒါပေမဲ့သူကဟိုသူတငယ်ချင်းသူငယ်တငယ်ချင်းနေပါညာတွေကဒီ storm wing ဘက်မှာဆိုတော့သူကဟိုမတက်နိုင်တော့ဝင်ကူတယ်ပေါ့နော်ဝင်ကူတော့သူကြောက်တဲ့အတိုင်းပဲမဒီဖ်ကြောက်တဲ့အတိုင်းပဲဖြစ်လာပြီသူက dark side ကမဒီဖ်ကိုထိန်းချုပ်သွားပြီးတော့အမှအဲဒီမဒီဖ်ကနေပြီးတော့ဂျိုနှစ်ခုကိုချိန်ဆက်နိုင်မဲ့ border ကိုတိဆောက်နိုင်မို့ပါညာကို golden ကိုဆက်တွေ့ပြီးတော့နီးလဲနေပြော့ပြလိုက်တယ်ပေါ့နော်အဲ့မှာနှစ်ဖက်ကပေါ့နော်ဒီ portal ကိုဆောက်ပြီးတော့ medif ကဒီ black morales လို့ခေါ်တဲ့နေရာမှာ သူ့ဘက်ကနေအင်အားတွေတုံမနဂူလန်ကလည်းဟိုဘက်ကအချမ်းနေပြီးတော့အင်အားတွေတုံပြီးတော့ဟိုဘက်ဒီဘက် dark border ကြီးကပွင့်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုနီးနေပဲအောက်တွေကအဇရော့ဂျိုဘောကိုရောက်လာတာပေါ့နော်ဆိုတော့ဒီ wall of ခွက်ကျွန်တော်ဆော့မယ်ဆိုလို့ချင်း dark border ရှိတဲ့နေရာကတော့ blasted land ဆိုခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ border တွေကထွက်တဲ့ဒီ fail energy တွေပါတဲ့ကြောင့်လုံးဝပတ်ဝန်းကျင် data ကစုပ်ပြတ်တတ်တဲ့ data နေရာလိုမျိုးဖြစ်သွားတာပေါ့လေ okay ဆိုတော့ဒီမှာတစ်ခုသိရမှာတော့ဗျာဒီ အောက်တွေကလည်းတကယ်ဆိုလို့ရှိရင်တိတ်မလာခြင်းကြဘူးပေါ့နော်ဟိုအများစုကဒီအစရော့ဘုံကူလာဆိုတာဟုတ်တယ်ဒါပေမဲ့ဟိုကြံခဲ့တဲ့ကောင်တွေကလည်းရှိသလိုဂူလန်းနဲ့သူတို့တောက်ထားတဲ့သူ့ရဲ့အင်အားတွေကသူတို့ကိုထိန်းချုပ်နေတယ်ဆိုတာကိုတဖြည်းဖြည်းသူတို့ကဂိမ်းမိလာပြီးတော့မကြိုက်ကြတော့မကြိုက်ကြတော့ဘူးပေါ့နော်ဟိုဒါပေမဲ့သူတို့ရဲ့တိုက်ချင်းခိုက်ချင်းစိတ်သူတို့ရဲ့သွေးစားတဲ့စိတ် blood lust ကိုမလွန်ဆန်နိုင်တာရဲ့ပြီးတော့ ဟို drainer joe ကလည်းတော်တော်လေးကိုပျက်စီးနေပြီပေါ့เนาะပျက်စီးနေပြီးတော့ဟို drainer တွေတောင်မှလစ်ကုန်ပြီပေါ့เนาะကြောင်မလို့အောက်တွေကလည်းရောက်လာလို့ပြောမှာเนาะနေမီဒေတာနေရာမှာသူတို့စက်ပြီးအသက်ရှင်နိုင်မို့ဆိုပြီးတော့သူတို့က joe အစ်စ်ကိုရောက်လာတယ်ဒါကတော့ warcraft 1 game တော့မဟုတ် the first wall လို့ခေါ်တဲ့စစ်ပွဲစတင်တဲ့အချိန်ပေါ့เนาะဆိုတော့ဒီ orcish hog ကဒီ သူတို့စတင်တဲ့နေရာနဲ့မြေတွေတဖြည်းဖြည်းတိမ့်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 ပြီးတော့ဗျာ stone wing ကိုပါ direct တိုက်ခိုက်နိုင်တဲ့အထိရောက်ပြီးတော့အဲ့ဒီ orchid shot ရဲ့အချိန်ကို stone wing ကလူတွေကလည်းသူတို့ကမထင်မှတ်ထားပဲနဲ့ဟိုတေချာပြင်းစင်ချိန်မရတော့ကြတယ်ဗျာနော် stone wing မျိုးကျသွားတယ်ဆိုတော့ first wall ကို orc တွေကအနိုင်ရတယ်လို့ကျွန်တော်တို့ပြောလို့ရပါမယ်အဲ့ဒီအချိန်မှာဒီ ogrim doomhammer က watchie ဖြစ်လာပြီးတော့ဟို pit lord ကြီးရဲ့တွေးကိုတောက်လိုက်လို့ဖြစ်လာတဲ့မကောင်းတဲ့အရာတွေဒီ side effect ဖြစ်စဉ်ပညာပညာနဲ့ hot တွေကနေပြီးတဖြည်းဖြည်းဖယ်ရှားနိုင်မှု စ조사တယ်ဗောနော်အဲ့조사တယ်မှာဘာလဲဆိုတော့ good down လို့မျိုး wall lock កောင်းနေကို row အဲ့လောက်ကြီးမှာပေးတော့ပဲနေဗောနော်တဖြည်းဖြည်းအပေကန်သဘောမျိုးနဲ့ပေးလိုက်တာလဲပါတယ်အဲ့ဒီ ox back က wall lock တွေဆိုတာကလည်းတဖြည်းဖြည်းနဲ့သူတို့ကဒီ oxygen hot ထဲကနေပြီးတော့ကန်ထုတ်ခံရမယ်တော့မင်းတို့တွေမှော်ဆရာတယ်မင်းတို့တွေ fair energy တုံးတဲ့កောင်းနေမကောင်းတဲ့កောင်းနေဆိုပြီးတော့နှင်ထုတ်ခံရမယ်កောင်းနေအဲ့ဒါတဖြည်းဖြည်းနဲ့ဖြစ်သွားမှာဗောနော်ကျွန်တော်ကတော့ဘယ်မှာဖြစ်လဲဆိုတော့အသေးစိတ်တော့တတ်ဆိုင်နေနေမှာပဲကျွန်တော်ပြောပါတော့မယ် ဆိုတော့အဲ့လိုလုပ်ဖို့ကြိုးစားတာဗျာအောက်တဲအချင်းချင်းကြားထဲမှာလည်းသူတို့ပြဿနာတက်တယ်လို့ပြောရမှာပေါ့နော်ဆိုတော့သူတို့ internal struggle ဖြစ်တော့ hot ရဲ့ဒီအင်အားစုကအဲ့လိုမစီလုံးမနည်းနည်းလေးပို့ပြီးတော့ power ရော့လာပေါ့နော်ပြီးတော့အဲ့လိုတွေဖြစ်ပြီးတော့၄နှစ်အကြာမှာတော့ဗျာ Warcraft 2ရဲ့ story ပေါ့နော် The Second War Brutia စစ်ပွဲကစတယ်ပေါ့နော် Stormwind Kingdom ရဲ့ Legend တပ်ဖွဲ့တွေနဲ့ဟို Lordran Kingdom နဲ့ပူးပေါင်းပြီးတော့ Alliance of Lordran ဆိုပြီးတော့နာမည်တစ်ခုနဲ့တပ်ဖွဲ့တစ်ခုအဖွဲ့တစ်ခု ပေါ်လာတယ်ပေါ့နော်အဲ့ဒါနဲ့အတူတူ The Order of the Silver Hand ဆိုတဲ့အဖွဲ့တစ်ခုပေါ်လာတယ် အဲ့ဒီ silver hair founder တွေကကြတော့ archbishop alonso sfao ရယ်နောက်ပြီးတော့လူတို့မြန်မာမှတ်မိကြမှာပေါ့နော် u the light bringer ကအဓိကဥဆောင်ပြီးတော့သူတို့အဲ့ဒီအဖွဲ့အစည်းကိုဖွဲ့ကြရမှာဆိုတော့ u the ဆိုကြတဲ့ဒီအဖွဲ့က paladin အဖွဲ့တွေပေါ့နော်ဆိုတော့ warcraft ဆော့မယ်ဆိုလို့ချင်း originally ကျွန်တော်တို့ပထမဆုံးထွက်ထွက်ချင်း classic game များဆိုလို့ချင်းကိုက paladin ဆော့ကြတယ်ဆိုလို့ချင်း alliance ဘက်ကဆော့ရတယ် shaman ဆော့ကျင်နေဆိုလို့ရှိရင်တော့ hobbit ကကျွန်တော်တို့ဆော့ရတယ်ပေါ့နော်ဒီမှာတစ်ခုသိရမှာကလည်းဗာလဲဆိုတော့ All of the Silverhand အဲ့ဒီပါလာဒင်အဖွဲ့မှာအငယ်တန်းပါလာဒင်အဖြစ်ဝင်ပြီးတော့တာဝန်ထမ်းဆောင်မဲ့တယောက်ကကြတော့ Lordran ရဲ့ဘရင်ကြီး Terranus Manethil the Second ရဲ့19နှစ်ပဲရှိတဲ့သားတော်ဖြစ်တဲ့ Prince Arthur Manethil ပါပဲဗောနော်သူကတော့လူတော်များများသိကြမှာပါ Okay ဆိုတော့အဲ့လိုတွေဖွဲ့စည်းတဲ့ဖြစ်စဉ်ပါညာပါညာ Human တွေဘက်ကဖြစ်နေတော့မှာဗောနော် hot bag ကဒီ dwarf တွေရှိတဲ့ cosmonan တောင်တန်းတွေကိုဖတ်ပြီးတော့တိုက်စစ်ဆင်နေပြီပေါ့နော်ဆိုတော့အဓိကကျတော့ဗာလဲဆိုတော့သူကဟိုတဘာဝအရင်မြစ်ကိုလိုချင်လို့ပေါ့နော်နောက်ပြီးတော့ပို့ပြီးတော့ဒီသူ့ရဲ့ territory တွေပို့ကျေပြန်းအောင်လုပ်ပြီးတော့ပို့ပြီးတော့ခံစစ်ကောင်းမဲ့ဒီနေရာဒေသတွေမြို့တွေပိုင်းတိဆောက်ဖို့ဗာညာပေါ့ဗျာဆိုတော့ဒါပေမဲ့သူတို့တွားတွားပြီးမဲ့ဟိုပြန်ခုခံတာကကျန်းနေပေါ့နော်ဆိုတော့ထပ်ပြည့်သူတို့အရှိတိုးနိုင်ပေါ့ပေါ့နော်အဲ့ဒီဘက်ကနေထပ်မတိုးနိုင်မယ်ねသူကရေဘက်ကနေတွားတယ်ဆိုတော့ရေထဲကနေဖြတ်လာတော့သူတို့ကဘယ်မှာဟိုစင်းကြလဲဆိုတော့ Hillsborough တောင်ကုန်းနာမှာ သွားပြီးတော့ကန်းကျင်စိုက်ကြတယ်ဗျာစိုက်ကြတော့အဲ့ဒီနေရာအမြန်သွားပြီးတော့ defend လုပ်တဲ့ကောင်တွေကကြတော့ဒီ alliance ဘက်ကနေပြီးတော့ဒီ Torillion ခေါ်တဲ့ hero တကောင်ရင်နောက်ပြီးတော့ဒီ Uta ကိုတိုင်ကသွားပြီးတော့ defend လုပ်တယ်ဗောနော်အဲ့တော့ဒီ second war ဂျားတဲမှာဗောနော်အဲ့ဒီမှာဖြစ်စင်နေတော်တော်များတယ်မှာဆိုအဓိကဖြစ်စင်မှာကျွန်တော်နည်းနည်းပတ်ပတ်ပြန်ပြောမှာဆိုလို့ရှင်ဒီ hot က အာ Deathwing ခေါ် Netherian ရဲ့အကွက်တွေပေါ့နော်အရင်တော့ကဒီ Black Dragon Fly ရဲ့ခေါင်းဆောင် Dragon Aspect ဖြစ်တဲ့ Netherian ပေါ့နော်အခုကကျတော့ Deathwing လို့နာမည်တွင်သွားပြီပေါ့နော်ဆိုတော့သူကနေပြီးတော့ဒီအကွက်တွေကြောင့်ပေါ့နော် Red Dragon Fly ရဲ့ခေါင်းဆောင် Electraza ကိုဖမ်းနိုင်ခဲ့တယ်ပေါ့နော်အဲ့ကနေတစင်ဒီ Orc တွေကဟို Dragon တွေစီးပြီးတော့တိုက်ခိုက်လာတဲ့ဒီ Dragon Rider Unit တွေရှိလာသလိုပေါ့နော်ဟို Dragon တွေကိုအဓိကထိန်းတက်တယ်ဆိုတော့ Dragon Specialist ဖြစ်တဲ့ Dragon Maw Clan လိုမျိုး Orc အဖွဲ့တွေကလည်းပေါ်ပေါက်လာတယ်ပေါ့နော်โอเคနောက်ပြီးတော့ Hot Back ကိုလည်း တချို့ throw အဖွဲ့တွေကလာ join ကြတာရှိမှာအဓိကကျတော့ဟို Zul Jin ကိုယ်တိုင်ဦးဆောင်တဲ့ Armani အဖွဲ့က throw တွေอ่ะပေါ့နော်သူတို့ရဲ့ကုညီနဲ့ပေါ့နော် second wall မှာအဲ့ဒီကန်းချီစကန်နာနေပြီးတော့ထပ်ပြီးတော့တိုးနိုင်ဖို့ပေါ့နော်တော်တော်လေးကိုအကူအညီရခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ပဲအဲ့ဒီ Hillsbread တောင်ကုန်းမှာပဲပေါ့နော်ဒီ Alliance ဘက်ကလည်းဒီကောင်နေဒီဘက်ဒီတက်ဆက်ပြီးတော့အရှိမတိုးနိုင်ငါတို့ဟိုတိုက်ပြီးတော့တားမရမယ်ဆိုပြီးရပြအမှဒီ second wall မှာအကြီးဆုံးတိုက်ပွဲ ဖြစ်တဲ့ဒီ Hayesbert တောင်ကုန်းတိုက်ပွဲမှာပေါ့နော် Alliance ကောင်းဆောင် Andrew Lothar နဲ့ Ogrim Dunhammer က Hotback က Watch Chief ပေါ့နော်သူတို့1-1ဆွဲတယ်1-1ဆွဲတော့ဒီ Ogrim Dunhammer က9နဲ့9နဲ့ဆိုပေမဲ့လည်း Alliance ကသူတို့ကောင်းဆောင်သေးတာကိုတွေ့ပြီးတော့ပောက်ကွဲပြီးတော့အသေးပြန်တိုက်တော့ဗျာဒီ Hotback ကအဲ့ဒီ momentum အဲ့ဒီအချိန်ကိုဟိုမခံစားနိုင်မယ်ပေါ့နော်တက်ပြက်ပြီးပြေးကြတယ်ပေါ့နော်တခြားအကြောင်းအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီဟာကတော့စပြီးတော့အဲ့လိုအဲ့ဒီအချိန်ကြောင့်ဖြစ်တာပေါ့နော်ဆိုတော့ Ogrim Dunhammer ကိုယ်တိုင်ကလည်းဖန်ခံရတယ်ပြီးတော့ hot bag ကဒီ orchid hot ကြီးရလဲပေါ့နော်ဒီအဖွဲတွေ꽌ပြီးတော့ဗျာအဓိကဒီကြံရစ်တဲ့ပေါ့နော်ဒီအဓိကအဖွဲ main အဖွဲကကြတော့ဒီ dark border ဒီသူတို့ကပြန်တွန်းခံရတယ်ပေါ့နော်ပြန်တွန်းခံရပြီးတော့ဒီ second wall ရဲ့နောက်ဆုံးစစ်ပွဲမှာကြတော့ဒီ dark border ကြီးကို azura ဘက်ကရောနောက်ပြီးတော့ drainer ဘက်ကိုတော့ဒီဝင်သွားတဲ့အဖွဲရှိတယ်ပေါ့သူကဘာလဲဆိုတော့ဟို archmage cut ကရဲနောက်ပြီးတော့ trillion ကိုတိုင်ပေါ့နော်သူတို့ညသူတို့ညဦးဆောင်ပြီးတော့အဲ့ဒီဟိုဘက်အခြံနဲ့ drainer ဘက်ကိုဝင်ပြီးတော့ ိတ်တာပိတ်တော့အောင်မြင်ခဲ့လို့ပြောမှာလို့ဒေါက်ပေါ်ရဲ့ကြီးကတော့ပါဝါမရှိတော့ပဲနေပေါ့နော်ဒီအဇရော့ဘက်ကရောနောက်ပြီးတော့ဒီအောက်လန်စတုံးမော်ဒီဒရိနာဘက်ကရောပိတ်သွားတယ်ပေါ့နော်ဆိုတော့ဒရိနာဘက်ကကောင်းနေကတော့ဟိုဘက်ဂျိုပေါ်မှာပိတ်မိသွားတယ်ဆိုပေမဲ့လည်းအဇရော့ပေါ်မှာကျတော့ဒီအော့ကစ်ဟော့ဂျီကိုနှိမ့်နှင်းနိုင်ခဲ့ပြီးတော့နှစ်အနည်းငယ်အကြာလောက်တော့အဇရော့ပေါ်မှာငြိမ်းချမ်းမှုရှိရလို့ကျွန်တော်တို့ပြောရပါမယ်။